အလုံးမဲ့မင်္ဂလာပါရှင်။သုတရေကျူရှန်နယ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပေးမှာကတော့စာရေးသူအလင်းသိရေးသားထားတဲ့ကုသိုလ်တပည့်ငရေတပိတ်တာဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရရှင်။ Tomorrow ရဲ့ Channel ကိုလည်း Like and Subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်။အမရေအခါရက်ဖို့ဟင်းယူအောင်မလား။ပြပြဆဆမလာမြင်တယောက်ကျွန်တော်တို့အိမ်ထဲကို ဝင်လာပါသည်။ဘယ်ကဟင်းလဲ။ အမေကတောက်လက်ဆရင်လေးကြံခွက်ကိုစပွဲပေါ်ချလိုက်ရင်မေးလိုက်ပါသည်အိမ်ကလုံးပါလေဟဲညီဝက်ကြီးပေါ်ပြတော့မလို့လားဟုတ်တယ်အမရေအခါရက်အတွက်300ငွေမရှိဘူးလေအဲ့ဒါကြောင့်လုံးလိုက်ရတာအေးအေးဒါဆိုလေပေါင်သားလေးအသားကောင်းကောင်းရရင်တပိတ်တာတော့ပို့၏ဆိတ်ရှာအမဆိတ်ရှာအသားကောင်းကောင်းရွေးပို့ပေးမယ်အသားမကောင်းမှာတော့မပူနဲ့ ကျမဝက်ကိုစကွဲရေကြီးကျွေးထားတာတွားလိုက်အောင်လေအရှိစုဘက်ကိုမလာမြင်တယောက်ဟင်းလိုက်စနေခြင်းဖြစ်ပါသည်။ဩအခရဲ့အတွက်300ရငွေမရှိလို့လေလား။မြမအခကြီးအရက်ကြီးကသူ့အတွက်ဝန်တော့ဝန်ဖို့ဒုက္ခကြီးများဖြစ်နေပြီလား။အိမ်ထဲကထွက်သွားတဲ့မလာမြင်ကိုကြည့်ရင် ကျွန်တော်အတွေးနေရှက်နေမိပါသည်။ဟဲ့တာတည်င်းချို့ကတော့လိုက်အောင်မှာမဟုတ်လား။ ဒါဆိုလဲဖွက်ကလေးကမျက်ကလေးပါလေးစုထားလေအမေအတန်ကြာမှကျွန်တော်အတွေ့အကြုံပြတ်တောက်သွားခဲ့ရပါသည်ဟုတ်ပါသည် အခါရဲ့ကတော်လိုက်ဖို့အတွက် နွားစာကိုကြိုတင်စုဆောင်ရပြီအုံးမြီဟုတ်ကဲ့အမေမနက်9နာရီလောက်ကျွန်တော်ရွာရှိဘက်ကိုညရဲ့ရန် ထွက်လာခဲ့ပါသည် ရွှေရည်တန်နေနဲ့လက်ထဲမှာလဲဝတ်သားတွေတွေကိုဆွဲလာသည် ဦးလေးသိန်းကြီးကို တွေ့လိုက်ရပါသည်။ဟာဦးလေးသိန်းမနဲ့အစောကြီးဘယ်ကပြန်လာတာလဲ။ရွှေရည်တန်တွေလဲရွှဲလို့ဆိုလို့ပါလား။အေးกว่าငါတူရဟိုဘက်ရွာမှာဝတ်သွားပေါ်ပြီးတာလေ။ဩဒေါ်လှမြင့်တို့အိမ်လား။အေးသူတို့အိမ်ကဝတ်ရောစံဘောတို့အိမ်ကဝတ်နှစ်ကောင်ရော သုံးကောင်ပေါ်ခဲ့ရတာကွာ။ဦးလေးသိန်းရဲ့ဦးလေးသိန်းအသက်လည်းမငယ်တော့ပါဘူး။ ဒါရီမလုတ်ပါနဲ့တော့လားအာကုတူများပါပြီဦးလေးရဲ့။ဩငါတူရဲ့ဆင်းရဲမကင်းတော့လဲဗမာလာပြီးငရဲကင်းနိုင်ပါအောင်မလဲ။ရှင်းလန်းကြဲကြဲကြီးတွေနဲ့ကျွန်တော်ကိုကြောခိုင်းပြီးထွက်သွားတဲ့ဦးလေးသိန်းရဲ့ကြောပင်ကိုငေးကြည့်ရင်ဩလူတွေလူတွေချမ်းသာတော့ရောငရဲကင်းနိုင်ကြလို့လားချမ်းသာလာလေလေအာကုတူများလေပဲ။ကျွန်တော်စိတ်ထဲကနေရေရွလာမိပါသည်ပြောတာပြောရသည် တကယ်တမ်းတော့ဥလေးသိန်းကြီးခမရလေအခုလိုအခါကြီးရက်ကြီး အမဲပေါ်ဝက်ပေါ်မှာငွေစားရှင်ပြီးရှောင်းလဲတာမဟုတ်လားသူမိသားစုအတွက်လည်းအခါရက်ဥပုပ်ဆောင်လိုက်ဖို့ငွေလိုသေးသည်လေငားယူကြအောင်လားငားရီလက်တင်တော့ငမြစ်ချင်းငတလဲငချင်းရွှေဝါရီလာပါအောင်ဟေ့ငားတဲ့မိစိန်အီအတန်ကြတော့အမေကလန့်ခေါ်လိုက်ပါသည် မစ်စိန်အေးကကျွန်တော်တို့အိမ်ရှိမှာငါးစလုံးကိုရှာလိုက်ပါသည်ငါးဝယ်ခြင်းသူ၃လေးယောက်လောက်ရောက်လာကြပါသည်ငါကငါခုလိုချင်တာအမေကသူလိုချင်သည့်ငါကို ပြောလိုက်သည် ပါရလေဒီမှာလက်လက်ဆက်ဆက်ကြီးတွေမစ်စိန်အေးကအပေါ်ကဖရွက်တွေကိုလှန်လိုက်တော့ငါခုတွေကလှုပ်လှုပ်ရွရွဖြစ်လာပါသည်ဟဲငင်းငခုတွေကအရှင်နေငါအရှင်နေတော့မကင်ကျင်ဘူးအေး အမလီဒါများလွယ်ပါတဲ့အမရဲ့မိစိန်အေးကပျော်ပျော်ဆူဆူငခုသုံးလေးကောင်လောက်ကို90သားလေးနဲ့ခွက်ခနဲခွက်ခနဲထူချလိုက်ပါသည်ငခုတွေလည်းစီဝင်ရှုပ်သွားတော့သည်အေးအဲ့သုံးကောင်ရှင်ကြည်စံဘလောက်သားလောက်ရှိလဲမိစိန်အေးငခုကောင်ကိုရှင်ခွင်နဲ့ထဲ့ရှင်လိုက်သည်ငါနဲ့အလေးကိုချိန်ခွင်နဲ့ပြတ်ထက်လိုက်တာများမြင့်လှည့်ပြနေတာကြာနေတာပဲတွတ်တွတ်ကလေးရဲ့ 65ကြက်သား60သားပဲထားချိန်ပင်ရှာကလဲဆောက်ထိုးကြည့်ပါသဘောကောင်းလားကြည်လားဟုဘေးကကြည့်ရင်ကျွန်တော်တွေးနေမိသည်အေးအပြန်မပတ်ဆက်ဝင်ယူတော့အေးငါအိမ်မတက်ရမှာဆိုလို့ရပါတယ်အမရေငါလိုချင်သူတွေကသူတို့လိုချင်သည့်ငါတွေကိုအားရပါရဝယ်ယူနေကြပါသည်ကျွန်တော်တို့အိမ်ချင်းမာရင်မိစိန်အေးငါအတော်ရောင်းလိုက်ရသည်အမေရေ မနေ့ကလည်းဝက်သားတွေဝယ်သေးတယ်အခုလည်းငါးတွေဝယ်ပြန်ပြီဟဲ့ဝက်သားဟင်းတစ်ခွက်ထင်းနဲ့ဖုံးကြီးเจ้าဘလို့လုတ်လိုက်လို့ရမလဲဟဲ့အသားဟင်းငါးဟင်းသုံးလေးခွက်လောက်ပါမှလှမှာ အမေကဥပုပ်ဆောင်သွားမှလားဟင်းလှပြန်ဝဲသွားမှလားအမလေးရှရှိလိုက်တာဒါရောင်စက်သားကဈေးမှမရဘူးတဲ့မြ့မူသူ့ကြက်တွေလုတ်ပေးမယ်ပြောတယ်ဟာအမေရအခါရင်းရဲ့အတွင်ဥပုပ်ဆောင်ဖို့အကုတူတွေများလိုက်တာ အင်းရှက်ပြီးလို့ဆိုင်ရင်တော့တွေ့မယ်။နေအတွက်ကစွန်ရွက်ကြော်ပြီးမယ်။ကျွန်တော်ငြိမ်နေလိုက်ပါသည်။ချက်ပြီးရင်တော့မစားပဲမနေနိုင်ဘူးလေ။မောင်ကြီးပြောစစက်တွေအိတ်တန်းတက်ချိန်လောက်မှာကျွန်တော်မမြမှုလို့အိမ်ဘက်ဖုံးအားသွင်းပြန်ထွက်လာခဲ့သည်။မမြမှုလို့အိမ်မှာကဆိုလာပြားအကြီးကြီးဝတ်ထားတာဆိုတော့အာပေါ်ရယ်လီ။ဒါကြောင့်ကျွန်တော်မမြမှုလို့အိမ်ကို အမြဲအားလာသွင်းဖြစ်သည်။ယောမမှုမမှု ဟဲ့ဘာလဲအလင်းငါဒီမှာအလုံးရှုံနေရယ်စပားတွေထဲသည့်စပတ်ကြီးကြားကနေမမျှမှုအတန်ထွက်ပေါ်လာပါသည်တက်တန်နေလဲစူညံနေလို့နေပါသည်ဘာတွေလုံနေတာလဲတိကျင်စောနဲ့အတန်ကြားရစီတို့ကျွန်တော်လျှောက်သွားလိုက်မိသည်မြင်ရသည့်မြင်ကွင်းကထစ်တင်းထဆရာကောင်းလာပါသည်မမျှမှုကြက်တွေကိုတကောင်ချင်းစီလဲလင်ချိုးနေပါသည်ဟဲဒီကြက်ကတော်တော်တက်ရခတ်ပါလား ပြောပြောဆဆူကြက်ကိုရှေ့နှက်ချောင်းကဆွဲကင်ပြီးတက်ရဲ့ခေါင်းကို စပတိဘေးကတစ်သားချောင်းပေါ်ရိုက်ထလိုက်သည်တက်ကလည်းခေါင်းမာသည် တတော်နဲ့မသေးမမျှမှု၄၅ချက်လောက်ကင်ရိုက်လိုက်ရသည်နင်ဖုံးအားလာသွင်းလာလားအင်းဟုတ်တယ်ရော့အပြန်ကြဒီကြက်ယူသွားနေမိမှထားတာဆဆောကကြက်ကို ကျွန်တော်ရှေ့တစ်ချပေးလိုက်သည် ကျွန်တော်တည်နေတဲ့ချက်ကိုတလဲမမျှမှုကိုတလဲကြည့်ရင်တနာတယ်လို့လို့ကြောက်တယ်လို့လို့စိတ်တွေဝင်လာမိပါသည်အေးအာသွင်းမယ်ဆိုရင်လဲသွားသွင်းလေအားရမှာအပြည့်ပဲကျွန်တော်ကိုပြောနေတဲ့မမျှမှုက သူစောစောကတတ်ထားသည့်ချက်များအားတပြုတ်ပြုတ်နဲ့အမွေးရိနှုတ်နေပါသည် ကျွန်တော်ည9နာရီလောက်မှဖုန်းလိုက်ယူတော့မယ်အေးအေးကျွန်တော် မမြမှုပေးတဲ့ချက်ကိုရှစ်နှစ်ချောင်းကနေဆွဲကင်လို့လေးကန်တဲ့ရှီလန်းတွင်နဲ့အိပ်ပြန်လာခဲ့ပါသည်။ဒါအုံဒီခွဲပြီးရှစ်ပေးအောင်ဟုတ်ကဲ့အမေအမေဘာမုတ်လုံးမှလဲအေးလာပြီနေတော့အောင်ဗလာမုတ်လုံးပဲတရက်နေကြရင်တော့ထိုးမုတ်ထိုးမလားလို့အမေရေမုတ်ပဲတရေစာလုံးရင်လဲနည်းနည်းပပလောက်ပါ ပိတ်ပင်တာတော့မဟုတ်ဘူးအပူငွေတွေကုန်လို့ပါဥပုပ်ဆောင်ပြီးမုတ်တွေကကုန်တာလည်းမဟုတ်ဘူးနည်းနည်းလုတ်တတ်ပါဘူးအကျင့်ဖြစ်နေပြီတောင်းလဲဖောဖောတီတီဒါနာချလို့ရတာပေါ့အော်အမေရေတောင်းပါလေအမေတယောက်တည်းမဟုတ်ဘူးလူတိုင်းမုတ်လောက်လာကြတာမုတ်တွေပဲတွေပိုရှံနေတာပဲအမေရူးကကုသိုလ်ရဖို့ထက်ကြိုင်နေကြတာကိုအဲ့ဓာရီအတွက်ပဲအခါရက်တော့မရှိဘူးပြောနေကြတာ နင်းတိတ်ဆရာလောက်တာပဲအုံဒီချစ်မသာရှစ်ဆန်ပါတတင်းကျိုးလာပြင်းနဲ့မနဲ့အစောကြီးအမိထပြီးစွန်ဟင်းချက်မုတ်တွေကြော်လော်နေပါသည်စွန်အုပ်ထဲမှာဟင်းပွားရဲ့အစီအီအိုကြီးအုံးငယ်အသေးသေးနဲ့မုတ်တွေကလည်းအမျိုးမျိုးလက်ဖက်တော့စမ်းသက်သွန်လက်ဖက်ချောက်တွေနဲ့ကောက်ငင်ဆိုင်တွေကလည်းလက်ဆွဲခြင်းထဲမှာအဆုံဆုံးအမေရေရှိုးတော့လေအားလုံးပြီးပြီမဟုတ်လား အေးအေးဒီမှာပြောင်းမှုပြုတ်တွေရေးစေးတော့မို့ပြောင်းမှုပြုတ်တွေထည့်ပြီးပြီးပါပြီသားပြီးရင်သွားရင်သွားနဲ့လေအဲ့လက်ဆွဲချင်းလေးဆွဲသွားလိုက်အမေကပြီးမှစွန့်အုပ်ရွက်ပြီးလာခဲ့မယ်ဟုတ်ကဲ့အမေဒါဆိုလဲသားသွားနဲ့တော့မယ်နော်เจ้ามาเย็นวีโอจูซ้นฤมุฎฤเลป้องยามาหมูอလုံးชုံนี้จนเราหลูลุงเงรีก็ดาริโกตาวินอยู่ลูกกันยาดีเลย ကျွန်တော်ကြောင်းရောက်တော့ဥပုပ်တွေရီအတော်များနေပြီလူကြီးတွေလူငယ်တွေကလေးတွေနဲ့ကစားကွင်းတစ်ခုအလားဆူညံနေပါတော့သည်ကျောင်းပေါ်တနေ့ပင်မဆန့်တော့တာကြောင့်ကျောင်းအောက်ထပ်မှာပါနေရာယူထားကြသည်ကျွန်တော်လည်းလက်ဆွဲချင်းကလေးကိုကျောင်းအောက်ထပ်တိုင်ပင်ပြီးမှချထားလိုက်ပြီးရွေးနေဦးမိထို့ဖို့သွားလိုက်ပါသည်အမေကျောင်းပေါ်မှာနေရာမရှိတော့ဘူးကျောင်းအောက်ထပ်ကကိုတိုင်ပင်နားမှာနေရာယူထားတယ် ရင်းနှီးအိုမီထွင်အမေရောက်လာပြီးမှနေရာကိုညွှန်ပြလိုက်ပါသည်။ဟုတ်ပါရဲ့ဥပုပ်တယ်ရီများလိုက်တာတီလာမယူခင်မုတ်တွေစွန်းတွေဟင်းတွေကိုတူရတူရစုပေါင်းထည့်ပါသည်။လူပဲပစ္စည်းတွေဆိုလဲမျိုးတူရာစုထည်ထားပါသည်စက်တွန်ကစက်တွန်တသက်လက်ဖက်ချောက်ကလက်ဖက်ချောက်တသက်တောင်းတီတောင်းငယ်စီနေပါမုတ်တွေဆိုရာလဲမြင်မကောင်းအောင်ပေါ်ရှံလွန်လာပါသည် ဥပုပ်တဲ့ရီရဲ့စကားတန်နေဟာလဲကျွစီထိုးဆူညံလွန်လာပါသည်စစ်နိုင်ထိုးတော့ចောင်းတိုင်ဦးစင်းကတိလပေးတရားဟောပါသည်ဟောသည့်တရားကကုတုတပဲငရေတပိတ်သား ကုသိုလ်ပြုရမှာစင်စင်ကြယ်ကြယ်နဲ့တန်တန်ရှင်ရှင်ပြုလုပ်တဲ့ ਨੇ ကိုယ့်ရဲ့ကုသိုလ်မှာအာကုသိုလ်တွေရောထွေးမနေသင့်ဘူးကိုယ့်ရဲ့ကုသိုလ်ကိုအကြောင်းပြုပြီးတပါးသောတတ္တဝါတွေဒုက္ခမရောက်သင့်ဘူးကိုကုသိုလ်ထူရဖို့သူတပါးကငရဲချူခံရတယ်ဆိုရင်ကိုကုသိုလ်ဟာလည်းစင်ကြယ်တဲ့ကုသိုလ်မဟုတ်တော့တဲ့အတွက်ပြည့်ပြည့်ဝဝအကျိုးမပေးတော့ဘူးတက္ကကြီးတက္ကမကြီးတို့ ကိုရဲ့ကုတို့ဟာသူတပားအတွက်လဲကြည်နူးစရာကောင်းရမယ်အခါကြီးရဲ့ကြီးအခုလိုဥပုပ်ရဲ့မြန်မာမဟုတ်ဘူးနေ့စဉ်နဲ့အမျှကောင်းသောအမှုတွေနဲ့ရှင်ပြီးကုတို့တွေပြုနေရမယ်အာကုတို့တွေကိုနေနိုင်သမျှနေအောင်ရှောင်ကျင်ရမယ်ကုတို့ရတာကနင်းနေအာကုတို့ကမြန်မြမဖြစ်တယ်မူတရားအဆုံးမှာတော့ဥပုပ်တဲ့အလုံးတာဒုတာဒုတာဒုလို့တာဒုသုံးချိန်ခေါ်ဆိုလိုက်ကြပါသည် ုံကြီးဟောသည့်တရားကို နားလည်သဘောပေါက်သွားကြသည်ဟုကျွန်တော်တွေးလိုက်မိသည်တရားဟောပြီးကိုမုံသူမုံအလဲကောင်းမှရှပြီးဘေးကဝိုင်းထိုင်ကယူနေချမ်းတောင်းနေကြပါသည်ကျွန်တော်တို့လူငယ်တွေကတော့လက်မလဲအောင်ကိုပင်ဟင်နွေးလိုက်နေရပါသည်ယူနေချမ်းတောင်းရင်ကြောကြားသည့်စကားများမှလည်းစုံငင်လှသည်ဒါကြောင့်သမီးကြောင့်သမသမီးကဘလိုပဲရှမ်းသာသမသားကဘယ်နှစ်ရောက်နေပြီ တမသားကအခုနိုင်ငံသားမှာစသဖြင့်တအုပ်နှစ်တအုပ်အပြိုင်ဆိုင်ကြွားလုံးထုံနေကြသည်လေအကြောင်းနွားအကြောင်းမိသားစုအကြောင်းစံမာရေးချမ်းသာရေးတွေကလည်းပါလိုက်သေးသည်ပျော်ပဲပျော်နိုင်လွန်းကြသည်သူတို့ပြောသည့်အထဲမှာတရားနှစ်ဆက်လျင်းသည့်စကလုံးတလုံးတလေးညမပါပါတိတ်ကိုအံ့ဩစရာကောင်းလာသည်ဥပုပ်ဆောင်လာကြွားချင်လို့ဆောင်လာလားဟုစိတ်ထဲကနေမင်းနေမိသည် အင်ကိုလေတိလပါအောင်ယူနိုင်သူဆိုလို့ဥပုပ်တဲ့အများကြီးတဲမှာလက်ရှိုးရည်လိုရနိုင်သည်လောဘဖြစ်ကြောင်းစကားဒေါသဖြစ်ကြောင်းစကားကြောဝါသောစကားများမှလည်းကုသိုလ်မဖြစ်အကုသိုလ်သာဖြစ်သည် ထို့ကြောင့်အခကြီးရဲ့ကြီးနှင့်ဆက်လျင်၍ဥပုံဆောင်သူတွေကုသိုလ်ရကြပါသလားအကုသိုလ်တွေပဲများနေသလားဟုတွေးရင် ကြွကြွဆုံနေသည့်ရင်ွေးအိုကြီးအားမိချက်ထုံးနေမိပါသည် 送体身体那先被炸到，钞票都不带点呀啊！一、啊、出面，这手定是把的先。